ကျွန်တော်ပြည်မျိုးပါပါကျွန်တော်လာမယ့်14ရက်နေ့မှာကျွန်တော်ဒီ refrigeration နဲ့ပတ်သက်တဲ့ air con ပေါ့နော် repair training လေးကိုကျွန်တော် cipress ရေးအတွက်ကိုတည်တဲ့ဖွင့်ထားမှာဖြစ်ပါတယ်။အဒီသင်တန်းကာလကတော့ကျွန်တော်9ရက်ဖြစ်ပါတယ်။မနက်9:00နာရီကွယ်9:00နာရီကွယ်ပေါ့နော်။ကျွန်တော်ဒီသင်တန်းနဲ့ပတ်သက်ပြီးတော့ဘာတွေအသင်မှာလဲဆိုရင်ဒီခိုးနဲ့ပတ်သက်တဲ့ system တွေပေါ့။အခိုးဆိုတာဘာလဲပေါ့။ ါဘာလို့ဒီနဲ့ပတ်သက်ပြီးတော့ဒီမှာ HVACR system ပေါ့ဟီတီဘန်ရီဒင်းနဲ့ air conditioning နဲ့ပတ်သက်ပြီးကျွန်တော်ဒီ pressure switch တွေတောင် temperature controller တွေဒီ set တွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ vapor compression or refrigeration system VCRS မှာဒီ system ထဲမှာရှိတဲ့ refrigerant freon တွေရဲ့ enthalpy တွေ entropy တွေဒီ pressure နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်တို့စနစ်တကျ thermodynamics တွေညှောက်ရတော့မှာဖြစ်တယ်ဒီနေ့ဒီ refrigeration ပြင်ကျွန်တော်တို့ air conditioning နဲ့ပတ်သက်လို့ကျွန်တော်တို့က ဆိုက်ကလိုမက်ထရစ်ချက်နဲ့လည်းကျွန်တော်တို့ကဒါ air properties humidity တွေဒါတွေကျွန်တော်အဓိက sharing လုပ်သွားမှာပါပြီးတော့ဒီ set တွေမှာဆိုရင်ဘယ်လိုမျိုး operate လုပ်တာလဲဘယ်လိုမျိုး troubleshooting လုပ်မှာလဲဒီအားတွေဘယ်လိုမျိုး troubleshooting တဲ့နေရာမှာဘယ်လိုမျိုး report ဒီကိုကျွန်တော်တို့က engineer report တွေဘယ်လိုရေးမှာလဲဒါတွေကူးစားပေးကျွန်တော်တို့မျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့ဒီသင်တန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ် set လုံးထပ်ပြပါမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ set တွေနဲ့ပတ်သက်ပြီးဒါဆိုရင်ကျွန်တော်တို့ R134 ရေ ဟိုကခုနတည်းကဒါဆိုရင်ဖို့ဖို့တုံးထားတဲ့အခုံးစစ်ဆန်တော့ဒီခုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဘယ်လိုမျိုး emphasize လုပ်လဲစက်တွေနဲ့ပတ်သက်ပြီး prediction pressure switch ကိုဘယ်လိုသုံးမိပါလဲပြီးတော့ရင်ကျွန်တော်ဒီ super heat တွေစက်ကူးနေနေဘယ်လိုတိုင်းပါလဲအဲဒီ freon နဲ့ပတ်သက်ပြီးတော့ဘယ်လို charging လုပ်ပါလဲ gas charging ပေါ့ gas ကြီးရဲ့ဒီပေါ့ပြီးတော့ရင် recovery လုပ်လို့ပါလဲပြန်ကောင်းလုပ်လို့ပါလဲအဲ့ဒီကျွန်တော် vacuum လို့ဆွဲပါလဲ အဲဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဗီဒီယိုပတ်သက်လို့ရတယ်ဒီမှာ evaluation process မှာ perfect လို့ပြောလို့ partial လို့ပြောလို့ရှိတယ်။အဲ့မှာကျွန်တော်တို့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒီ microgain တို့ကိုဘယ်လောက်ကြီးကျွန်တော်ဆွဲသွားမှာလဲဒီ process switch ကို high process switch low process switch ဘယ်လိုလုပ်ဆက်တင်ချိန်ပါလဲပြီးတော့ရင်ကျွန်တော်ဒီ gas ရဲ့ AU နှုန်းဒီ AU နှုန်းမှာဘယ်လောက်ကြီးဒီ gas ကဖြတ်ရင်ဖြတ်အောင်လုပ်သွားမှာလဲ humidity ကိုလုပ်သွားမှာလဲဒါရင်းတော့တည်သွားမှာ အဲ့တော့လာမယ့်14ရက်နေ့မှာ before class ကို join လုပ်သွားရပါအားလုံးကျေးဇူးတင်ပါတယ်